အားလုံးပဲမင်္ဂလာပါခင်ဗျာတယ်မော်နင်းရှိုးနယူးစ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့မြန်မာနိုင်ငံကိုရိုက်ခတ်လာနိုင်တဲ့ဘင်္ဂလားဒေ့ရှ်ပြည်ထနာဒီမိုကရေစီကိုလက်နက်ကင်ပြီးတိုက်ယူလို့မရပါဘင်္ဂလားဒေ့ရှ်ကတန်မတ်တွေပြန်ခေါ်တာဘာတဘောလဲဂျာညက်မဲ့ AA ထုံးမြက်နိုင်တဲ့ PDF တွေစတဲ့သတင်းတွေနဲ့ပတ်သက်လို့ကိုစီဝါရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဖြင့်တက်နိုင်သလောက်တော့ political mumbo jumbo တွေတိတ်တော့မပြောရင်ဒုဘီတော်လဲမပြောမဖြစ်ပြောရမယ့်ဟာလေးတွေရှိပါတယ်နော်ရှိပါတယ်မရှိဘူးရှိပါတယ်နော်အဓိကဘာပြောရင်လဲဆိုတော့ Bangladesh ကိစ္စပါနော် Bangladesh ကိစ္စပါ Bangladesh မှာအလုံးတိပြီးကြတဲ့အတိုင်းပဲ political tension တွေဖြစ်နေပါတယ်နော်သမရနဲ့သူတို့ရဲ့ကာကွယ်ဦးစီးချုပ်နဲ့ ပါဝါစထရဂယ်ရှိနေပါရဲ့နော်ဒီကိစ္စကအများကြီးခြေပြန့်ပါနော်သူတို့ရဲ့ internal politics တခုလည်းတသက်မဟုတ်ပါဘူးအများကြီးခြေပြန့်ပါတယ်နော်အများကြီးအများကြီးခြေပြန့်ပါတယ်မြမပြီမှာရှိတဲ့မြမပြီကိုအများကြီးရိုက်ခတ်လာနိုင်တဲ့အခြေအနေထားမှာရှိပါတယ်နော်ရေရှိမှာနော်အဲအဲ့ဒါအထူးသတိပြုပြီးလေ့လာဖို့လိုအပ်ပါတယ်အဲ့ကိစ္စနော်ဒီကအပြင်တော့ဗျာရှိတ်ဟာစီနာအမ် အိန္ဒိယကိုထွက်ပြေးသွားပြီးဒီ post အလုပ်ခံပြီးအိန္ဒိယကိုထွက်ပြေးသွားတဲ့အချိန်ကနေစပြီးတော့ရှိတ်ဟာစီနာအမှန်တော့ तू ကဘင်္ဂလားဒေ့ရှ်ကိုအုပ်ချုပ်လာတာနှစ်ပေါင်းပေါင်းများစွာအုပ်ချုပ်လာတဲ့အတွက်ကြောင့် stabilizing force ပါနော်အဲသူတို့အခုလောလောဆယ်တော့ stability မရှိဘူးဖြစ်နေတယ်เนาะ power struggle army နဲ့ဘာဖြစ်မလဲမသိဘူးเนาะ the unis to baro ဆိုတာလေဒီကနေ့ကျတော့ western puppet ပါနော် western puppet ပါအာ unis to baro နဲ့အတူတူတွဲပြီးတော့ပွဲတွေပါလေလမ်းတွေပါလေလောက်ခွာတယ်ကျွန်တော်ဘာမှနေတော့မှာတော့နော်အဲတော့တော့ तू ကဘာလဲဆိုတော့ဥစ္စာပေါ့ micro economy ပေါ့နော်အာ we micro finance လုပ်တဲ့ဟာတွေပါလေသူလာပြီးတော့သင်ကြားပို့ချပြီးတော့ပြောပြတာပေါ့ဒါပါပဲအဲ the girl typical ဥစ္စာပါ ဝက်စတန်ပပပါတကယ်ဥစားအဲ CIA စတေးရှင်တခုခုကနေ run လုပ်နေပါတယ်ထင်ပါတယ်ကြည့်ရတာဘင်္ဂလားဒေ့ရှ်ပါเนาะအဲ့လိုရှိပါတယ်เนาะဒါဟောအာမီချီကပြန်ပြီးတော့ order ကို restore လုပ်မယ်လို့ထင်ပါတယ်เนาะဘင်္ဂလားဒေ့ရှ်မှာအချိန်မရွေး I repeat ဘင်္ဂလားဒေ့ရှ်မှာအချိန်မရွေးအာဏာသိမ်းတာဖြစ်နိုင်ပါတယ်เนาะဖြစ်နိုင်ပါတယ်เนาะဖြစ်ရင်အဓိကအဖြစ်သူတို့ရဲ့ ကျွန်တော်မှားရင်မှားမယ်နော်50-50မချိန်သေးဘူးဘယ်ကျွန်တော်ကပြောရရင်ရမ်းချိန်သေးတယ်ခုကမချိန်သေးဘူးဘာဖြစ်လို့လဲဆိုတော့တကယ် foreign powers တွေပိုပြီးအများကြီးအင်အားကြီးတဲ့နိုင်ငံတွေပါနေလို့နော်ဘင်္ဂလားဒေ့ရှ်မှာဟိုသူရပိုင်းလာပိုင်းအတွင်းအာဏာသိမ်းတာတွေဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်နော်ဖြစ်ရင်ဘင်္ဂလားဒေ့ရှ် defense force တာ army က အိန္ဒိယရဲ့ပေကင်နဲ့သိမ်းပါပါနော်အိန္ဒိယပေကင်မပေးလို့ရှိရင်တော့တို့ပေးလို့မရပါဘူးနော်သိမ်းပြီးလို့ရှိရင်ဟာစီနာကိုပြန်ပြီး restore လုပ်မှာပေါ့ဒါပဲရှိတာပဲဟာစီနာအခုအိန္ဒိယမှာအခုလုံနေတာနော်အဲဒါကတော့လမ်းကြောင်းတစ်ခုပေါ့နော်တခြားလမ်းကြောင်းတွေလည်းဖြစ်နိုင်တာပဲအမျိုးစုံနော်သူက interim government ဆိုတာကသူပြောနေတာဘင်္ဂလားဒေ့ရှ်ရဲ့ အာမေချီးကမမားဘူးသူပြောတာနော်နိုင်တိုင်းပြည်မှာသူတို့တည်ငြိမ်သွားအောင်သူ election လုပ်ပေးပါ election ခေါ်ပေးပါဆိုတာဟုတ် UNES ကကုရီမခေါ်သေးဘူးလုပ်နေတာဒါပဲနော်တိုင်းပြည်မှာဒီငြိမ်အေဂျင့်သွားဖို့ဆိုတာ election နေလို့တယ်နော် politically နော်ပြည်သူလူတွေကနေပြီးတော့ elect လုပ်ထားတဲ့ elective official ကြီးပြန်လာဖို့လိုတယ်เนาะဗမာပြည်နဲ့တော့ကွာတယ်ဗမာပြည်ဆိုတာဗမာပြည် election ကမင်းမတမာမှုဟုတ်လားမဟုတ်လားဆိုတာဘယ်သူမှအတိအကျရေရာမပြောနိုင်ဘူးဗမာပြည်နဲ့ကွာတာအဲ့တခုရှိတယ်เนาะကဲ၍ဗမာပြည်မှာကဒေါအောင်ဆန်းစုကြည်တို့2020တုံး20တုံး20တုံးကနိုင်သွားတယ်ဆိုတာကအချိန်မြေပြန်လုပ်လို့ရှိရင်လေဒီ result ပဲပြန်ထွက်မှာပဲဆိုလို့ရှိရင်เนาะဘာကြောင့်ပြန်ပြီးတော့ election ကိုပြန်မခေါ်လဲပေါ့เนาะဒါတွေကမေးခွန်းထုတ်စရာတွေအများကြီးရှိတယ် နော်ကျင်းနေတာတော့နော်နိုင်ငံအသေးလေးတွေကိုလိုက်ပြီးတော့ Western influence နဲ့လိုက်ပြီးတော့မတီးမငိမ့်လုပ်နေရတော့ကျင်းသေးတယ်နော်ဒီဗမာဒီတရုတ်ကနေပြီးဗမာပြည်ကိုဖျက်ပြီးတော့ဗမာပြည်ကိုဖျက်ပြီးတော့ဒီ pipeline ကိုစပြီးတော့ဘစ်လုတ်ကလေးကနော်အဲ့ဒီ region အဲ့ဒီဘင်္ဂလားဒေ့ရှ်ကဗမာကအဲ့ဒါဒူးမဲအဲ့ဒါပြဿနာအကြီးကြီးတက်တာပဲနော် အဲ့တော့လိုက်ပြီးတော့ခါရင်လိုက်ထဲတာဒါပါပဲဒီဟာမပြီးအောင်ပေါ့နော်မပြီးအောင်သူမဟုတ်ပြက်စီးသွားအောင်တခုခုပေါ့နော်ဒီ Hillary Clinton တို့ကဗမာပြည်ရောက်လာတယ်ဆိုတော့အစပြီး engage ရုပ်တယ်ဆိုတော့ pipeline ရောက်ရောက်လာတာဗမာပြည်ကို democracy import လုပ်ဖို့ရောက်လာတာမဟုတ်ဘူးနော် pipeline ပြီးသွားလို့ရောက်လာတာလာကြည့်တာဘာလဲအချင်းဒီဘလူးလဲဘာလဲဆိုတာကြည့်တာဒါပဲနော်ဟိုဥစားတိတ်ပြီးတော့အရန်ကြီးကိုဥစားဖြစ်နေជីနူးအနေနဲ့ဗမာပြည်ကို အနောက်နိုင်ငံတွေကဒီမိုကရေစီရအောင်တိုက်ပင်းနေတယ်လို့ဆိုတာမဟုတ်ဘူး it's not true okay democracy ဆိုတာကိုယ့်အကိုလုံယူရတာเนาะ democracy ဆိုတာတိုက်ယူရတာမဟုတ်လွတ်လပ်ရေးနဲ့မတူဘူး democracy နဲ့လွတ်လပ်ရေးနဲ့ကွဲပြားနေတယ်မတူဘူးเนาะကိုယ့်အကို you have to lay your own foundation သူများလာလုပ်ပေးလို့လည်းမရဘူးเนาะ democracy ဆိုတာ တိုက်ယူလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့အတူတူပဲလေဒီပုတ်သေးကဒီပဲပဲလေမအားလာချီမအားလာလေအဖေလည်းရက်သားစားလည်းရက်သားစစ်သားမဟုတ်ဘူးမအားလာကမအားလာတာစစ်သားဖြစ်နေတာလေစစ်တပ်ကလာတဲ့မျိုးရုံမဟုတ်ဘူး military lineage မဟုတ်ဘူးမင်းတို့လိုပဲဟိုအရက်သားတွေလိုပဲနော်အဲအဲ့ဒါကိုပြောတာမအားလာ corrupt ဖြစ်တယ်ဆိုလို့ရှိရင်နော် မင်းတို့လည်းစစ်တပ်တွေကိုဝင်ပြီးတော့နော်တချင်းချင်းယာရုကြီးသွားရင်တက်ချုပ်ဖြစ်တဲ့ခါကျမင်းတို့လည်း corrupt ဖြစ်မှာပဲ he's come from the same stock နော်အဲ့ဒါကိုပြောတာနော်အဲ့အဲ့ဒါထားလိုက်တော့နော်မာပီကိုကောင်းစားစေခြင်းနဲ့ဖြစ်ပျောက်စေခြင်းနဲ့ဒီမိုကရေစီခိုင်မာစေခြင်းနဲ့เนาะချမ်းသာစေခြင်းနဲ့ဆိုလို့ရှိရင်လက်နက်ကင်လို့မရဘူးလက်နက်ကင်ပြီးတိုက်လို့မရဘူးမရလားရအောင်မရလားရလို့ရှိရင်လက်နက်ကင်လိုက်တာနဲ့အဲ့ဒီအတိုင်းဖြစ်တော့ အဲ့ဆောက်ချိုးချိုးတော့မှာဒါပဲအဲကြောင့် be a true civilian နော် be a true civilian ဘိုးဆိုလက်နဲ့လက်နဲ့ပေါင်းစပြတ်တက်တယ်အကုန်ကုန်ပြတ်တက်တယ်ကိုယ့်ကိုချစ်ထားတာနော်ဘယ်တော့မှမကင်ဘူးကင်ဖို့စိတ်ကူးမရှိပြီးသွားပြီအဲ့ chapter ပြီးသွားပြီ close ဖြစ်သွားပြီအကုန်တိတယ်လက်နဲ့အကြောင်းနော်စက်တက်တွေကလက်နဲ့တွေတော့မသိဘူးပေါ့နော်ဒီ rifle တို့ pistol တို့ဒါတွေအကုန်ပြတ်တက်ပါတယ်နော်သို့တော်လည်း လက်နက်ကင်ပြီးတော့တပုံထခြင်းအားဖြင့်ဒီမိုကရေစီပြန်ရမယ်ဆိုတဲ့အတွေးအခေါ်အယူဆလုံးဝလုံးဝမှားယွင်းနေပါလေလက်နက်ကင်လိုက်တာနဲ့လက်နက်ကင်ဖြစ်သွားပါပြီနော်လက်နက်ကင်ဖြစ်သွားတဲ့အတွက်ကြောင့်တရားဥပဒေကိုနော်ဒီလက်နက်ကင်ထားတဲ့လူအကျိုးသက်ရောက်မှုကမတူပါဘူးလက်နက်မကင်ထားတဲ့လူအကျိုးသက်ရောက်မှုမတူပါဘူး so be a true civilian နော် democracy ကိုတွားကျင်တဲ့လမ်းကြောင်းကိုတွားကျင်ရင် be a true civilian နော် ပြည်သူပြည်သားပါနော်ပြည်သူပြည်သားပါနော်ပြည်သူပြည်သားပါနော်အဲ့ဒါကိုပြောတာနော်ဆိုလိုတာဒီမိုကရေစီဆိုတိုက်ယူလို့မရဘူးဆိုတော့အချိန်ချင်း message ပေးနေတာပါနော်ဒါပါပဲနော်တိုက်ယူရတဲ့အရာတစ်ခုမဟုတ်ဘူးတိဆောက်ယူရတဲ့အရာတစ်ခုသာဖြစ်ပါတယ် foundation အများကြီးလိုပါတယ်နော်ဒီမိုကရေစီသွားတဲ့လမ်းကြောင်းမှာနော်စစ်တပ်ကလည်းမဖြစ်မနေပါမှာပါ နော် willingly तू อ่ะ change လုပ်ချင်မှာ तू อ่ะ reform လုပ်ချင်မှာ तू ပါလာမှာပဲဒါအောင်မြင်မှာဖြစ်ပါတယ်နော် तू မပါလာရင်မအောင်မြင်ပါဘူးနော်ဒေါအောင်ဆန်းစုကြည်တို့လုပ်တယ်လို့နော်ဒေါအောင်ဆန်းစုကြည်อ่ะအင်မတန်ညံ့ဖြင်းတဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုဟိုလိုလိုဒီလိုလိုနဲ့တိကျပြတ်သားတဲ့ဥဆောင်ညွှန်ကြားမှုကိုမပေးနိုင်ပါဘူးနော်ဘာဖြစ်လို့မပေးနိုင်လဲဆိုတာအရင်အရင်တုန်းကကျွန်တော်ပြောဥပါတယ်သူကဘာလို့မှဟုတ်တိပတ်တိလုပ်ဖူးတဲ့လူတရားမဟုတ်ပါဘူးနော် အလုံးမလုံးဘူးတဲ့လူတယောက်ကเนาะလောကကြီးနဲ့ကင်းလွတ်နေပါတယ်เนาะလောကကြီးနဲ့ကင်းလွတ်နေပါတယ်ကင်းလွတ်နေတဲ့အတွက်ကြောင့်စာအုပ်တွေဖတ်ပြီးရှောက်လုပ်လို့လည်းမရပါဘူးစာအုပ်နဲ့ theory input နဲ့ reality နဲ့ theory နဲ့ reality နဲ့လက်တွေ့နဲ့က balance ဖြစ်နေတော့မှသာဖြစ်ရင်အလုံးဖြစ်အလုံးဖြစ်တာပါเนาะအရွေးတစ်ခုကိုဖြစ်သွားတာပါကောင်းတဲ့အရွေးတစ်ခုကိုဖြစ်သွားတာပါမဟုတ်ဘဲနဲ့ဒီမူကိုပဲငါကြိုက်ထားပြီးဒါပဲငါလုပ်မယ်ပြီးသူလူတွေကငါ့ကိုထောက်ခံတယ် ပြည်သူလူထုထောက်ခံတယ်ဆိုတော့ပြည်သူလူထုသိတာ high level ကလေးသိတာတခြားဟာတွေကအများကြီးရှိသေးတယ်နော်ပြည်သူလူထုဆိုတာလည်းအစိုးရအခြားပြမှာသိတာဒါပဲပြည်သူလူထုကရုံးကန်နေရတဲ့အတွက်ကြောင့်မသိဘူးနော်အဲအဲကြောင့်ဘယ်ဝမှာလိုက်ပြီးထဲထဲဝင်လိုက်ပြီးလေးလာနေလို့အချိန်မရှိဘူးနော်ကိုကသိရမှာပြည်သူတွေလည်းပိုသိရမယ်နောက်ပြည်သူကိုမှန်ကန်တဲ့လမ်းကြောင်းကနေခေါ်သွားရမယ်အသေးပြောက်အနည်းဆုံးလမ်းကြောင်း မှန်ကန်တဲ့လမ်းကြောင်းเนาะဆင်းရဲပင်ပန်းခြင်းကြီးစွာနဲ့เนาะလွတ်လပ်ရေးတိုက်တယ်လို့မျိုးတိုက်လို့မရဘူးเนาะအဲ့ဒီလမ်းကြောင်းကခေါ်သွားမယ်ဆိုလို့ရှိရင်ဒါကောင်းကောင်းကောင်းမပြီးတော့နိုင်ငံရေးသမားကောင်းမပြီးတော့เนาะကောင်းကောင်းကောင်းနိုင်ငံရေးသမားကောင်းမပြီးတော့ရဲ့အတွက်ကြောင့်ဗမာပြည်မှာဒါမျိုးတွေဖြစ်နေတာပါเนาะဗမာပြည်မှာဒါမျိုးတွေဖြစ်နေတာပါဗမာပြည်က အမတန်ကောင်းတဲ့တိုင်းပြည်တစ်ခုပါတိုင်းပြည်တစ်ခုအနေနဲ့ဆိုလို့ရှိရင်เนาะဖွဲ့ဆရာရှိတဲ့တရားဇာတာတွေအကုန်လုံးထွက်ပေးပါတယ်တိုင်းပြည်ကเนาะတိုင်းပြည်ကအဲ့ဒါမျိုးထွက်ပေးပါတယ်ဟိုဒူရီဟာသာအဲ့လိုခေါင်းဆောင်ကောင်းမရှိသေးတဲ့အတွက်ကြောင့်ဒီလိုဖြစ်နေတာပါเนาะเนาะဟောမြေကြီးကတော့တာဝန်ကျေပါတယ်မြေကြီးကတာဝန်ကျေပါတယ်လူတွေကသာမြေကြီး၄အောင်လုပ်နေတာပါเนาะအဲ့ဒါပါပဲเนาะအဲ့ဒါအဓိကပါပဲเนาะ ဘင်္ဂလားဒေ့ရှ်ကပြဿနာဗမာပြည်ကိုရိုက်ခတ်လာနိုင်စရာအကြောင်းရှိတယ်ဆိုတဲ့ message ကိုပေးချင်တာပါเนาะအာနာသိမ့်မှုဖြစ်လာနိုင်လောက်တယ်လို့တွေ့ပါတယ်เนาะဒါဖြည်းဖြည်းချင်းဒါ escalate လုပ်မှာပေါ့เนาะအကယ်၍ဒါ units ကရှော့ပြီးတော့ချော့ချသွားပြီးတော့အာပြန်ပြီးတော့ reconnect ဖြစ်သွားရဲ့ဟုတ်လား Okay ကဲဒါဒီဘင်္ဂလားဒေ့ရှ်မှာ units ကเนาะ ဥစား election လုပ်ပေးမယ်ဘာညာဆိုပြီးတော့ပြန်ပြီးတော့ဒီချာချာဥစားတည်င်းကြေညာလိုက်လို့ရှိရင်တော့တမျိုးတမီဖြစ်သွားနိုင်စရာအကြောင်းရှိပါတယ်။ဒို့ပေတော့လည်းအာနာသိမ့်မှုဆိုတာကအကျိုးအကြောင်းရှိနေပါတယ်နော်။အာနာသိမ့်မှုအတွက်လက္ခဏာအတွင်ပြင်နေတဲ့မှာတခုပေါ်လွင်နေပါတယ်နော်။ကဲရီးသာအိန္ဒိယလိုတိုင်းပြည်မျိုးနော်။ဥစား regional power တခုခုကတေးချာချာ backing တခုပေးလိုက်နိုင်လို့ရှိရင်တော့ တစ်မျိုးပေါ့နော်အဲမပေးနိုင်မင်းနဲ့တော့အမှန်တော့ဘင်္ဂလားဒေ့ရှ်ကိုဘင်္ဂလားဒေ့ရှ်လို့ဖြစ်လာအောင် independence ရအောင်နော် east pakistan နဲ့ west pakistan နဲ့အဲ့ဒီခွဲထွက်လို့ရအောင်တကယ်တမ်းလှုပ်ပေးလိုက်တာအိန္ဒိယပါနော်အိန္ဒိယလှုပ်ပေးတာပါအိန္ဒိယအများကြီးထောက်ကူပြုလိုက်လို့ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ nation state တစ်ခုပေါ်လာတာပါနော် အင်္ဂလိပ်ရှိရရတာမဟုတ်ပါဘူးအင်္ဂလိပ်ရှိရရတာ East East Pakistan နဲ့ West Pakistan ဆိုပြီးတော့ religious လမ်းကြောင်းပေါ်မှာခွဲတာပါနော် religious နော်သူတို့ကိုယ်ကိုယ်ရဲ့ဘာသာပေါ်မှာမူတည်ပြီးခွဲလိုက်တာတိုင်းတိုင်းပြီးဖြစ်သွားတာဒါပဲနော်အဲ West Pakistan နေပြီးတော့ Bangladesh ဆိုပြီးတော့ဖြစ်လာအောင်တကယ်ဝင်ဝင်ကူညီပြီးတော့ support ပေးပြီးတော့တိုက်တာအိန္ဒိယပါနော် ဆိုတော့ India block backing ပေးနိုင်လဲ block regional park region region မှာ influence ရှိသေးလဲဆိုတဲ့ပုံမှာလဲမူတည်ပါတယ် India ကလည်းတစ်ဖက်မှာ Pakistan နဲ့ tension ရရှိနေတဲ့အတွက်ကြောင့်ထဲဝင်လုပ်ပေးနိုင်လားမလုပ်ပေးနိုင်လားတော့မသိပါဘူးเนาะမသိပါဘူးအဲဒီပြောမယ်ဆိုတာတကယ်ဟိုပြောရစောနေသေးတယ်เนาะဒါမျိုးကိစ္စကလည်းတကယ်ပြောနိုင်တဲ့အချိန်ကြာလို့ရှိရင်တကယ်ပြောနိုင်တဲ့အချိန်ကြာလို့ရှိရင်အားလုံးက obvious ဖြစ်လာတဲ့အတွက်ကြောင့် အားလုံးကတိတာထင်ရှားလာပြီဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့လည်းအရေးမပါတော့ပေါ့ရေးမကြည့်တော့ပေါ့เนาะဆိုတော့ဗမာပြည်အတွက် what does it mean for burma ဆိုတာရှိပါတယ် what does it mean for မြန်မာ what does it mean for burma ဘယ်လိုဖြစ်အကျိုးတွေတက်ရောက်လာနိုင်မလဲဆိုတာတွေကရှိပါတယ်เนาะ region မှာ bangladesh မှာသူ့အာနာသိမ့်သိမ့်မသိမ့်သိမ့်အစိုးရတက်တက်တက်မတက်တက်เนาะဒီဒီဟိုးစာဒီ bangladesh နဲ့ပတ်သက်ပြီးတော့ဒီဗမာပြည်ကိုပြန်ပြီးရခိုင်ကိစ္စမှာလာပြီးတော့ အနည်းနဲ့အများ impact ရှိပါတယ်နော်ရှိပါတယ်အဲဟာစီနာရှိတုန်းကတော့ဘာပဲပြောပြောထိန်းထားနိုင်တာပေါ့နော်အခုတော့ diplomatic tie ကမရှိတော့ဘူးဗမာပြည်ကနေပြန်ပြီးတော့ဗမာပြည်ကနေပြန်ပြီးတော့ဟို Bangladesh အိုးစားတမ်းမှာကောနော်စစ်တမ်းဩကိုပြန်ပြီးတော့ရုပ်သိမ်းလိုက်တယ်လို့ကြားသိရတယ်နော်အာပြီးခဲ့တဲ့တပတ်တွင်ကဖြစ်သွားတာပါเนาะဆိုတော့ပြန်လာဘယ်သူပြန်လာမလဲမလာဘူးလဲဆိုတော့ပုံမှန်မူတည်တယ် ဒါမှမဟုတ် charge ဒီ affair လောက်နဲ့ပဲတန်ယုံကို run လုပ်ထားမလားဒါမှမဟုတ်အဲ့လိုလေအဲ့ဒါတွေလည်းတစ်ချက်ပြန်ကြည့်ရပါလိမ့်မယ်နော် charge ဒီ affair လောက်နဲ့ပဲ run လုပ်ထားမလားမလုပ်ထားဘူးလားဆိုတဲ့ပုံမှာလည်းမူတည်ပါတယ်ဆိုတော့ကိုကမိမိဖက်ကသာလျင် तू ကမိမိဖက်ကသာလျင်အဓိက AA နဲ့ Bangladesh government ကသွားတွေ့ရလို့ဟိုစာဟိုပေါ်ပေါ်တင်းတင်းပြောလိုက်လို့ဒီလိုတွေစဖြစ်တာပါနော်နော် ဥစားအမှန်တော့ engage လုပ်လို့မရပါဘူးသို့တော်လည်းလက်တွေ့မှာမြေပြင်မှာဒီလိုမျိုးနိုင်ငံတစ်ခုဟာတခြားတိုင်းပြည်တစ်ခုကနေပြီးမှရှိတဲ့သဘုံတွေကိုဒီလိုပဲတွေ့နေကြပါနော်ဒါဖြစ်နေကြဖြစ်နေကြအစင်လာတစ်ခုပါနော်ဗမာဘက်ကတော့ဒါကတော့ဟို understandably ကန့်ကွက်ရမှာပဲလေဒါကတော့ကန့်ကွက်ရမှာပဲဒါကန့်ကွက်တဲ့အခါမှာဘလို့နီးဘလို့ပုံနေဘလို့သွားလဲဘလို့ချင်းကက်လဲဆိုတဲ့ပုံမှာမူတည်တာပါနော် အဲ့ဒါပုံမှန်မူတည်တာပါနော်မဟုတ်လို့ရှိရင်ကအာဒီပလိုမက်တစ်အင်ဆီဒင့်ပေါ့နော်အခုဖြစ်တယ်လို့ဖြစ်တာပေါ့နော်အခုဖြစ်လို့ဖြစ်တာပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထင်တော့ကျွန်တော်စိတ်ထင်တော့အဲ့လောက်ကြီးကြီးဖြစ်လာလိမ့်မယ်လို့တော့မထင်ပါဘူးနော် it will be managed ပါနော် it will be managed ပါဒီ ambassador တွေကိုပြန်ပြီးတော့စစ်တမ်းတွေတာမတ်တွေကိုပြန်ပြီးတော့ရုပ်သိမ်းနိုင်လောက်တဲ့အာနာက သူတို့ရှိမှာ army chief မှာမရှိပါဘူး unit လောက်တာပါဘုဆာလောက်ဟိုတမရမှာပဲရှိပါတယ်เนาะတမရမှာပဲရှိပါတယ်เนาะဆိုတော့အဲ့လိုအခြေအနေလေးတွေတော့နေသားလေးတွေတော့ရှိပါတယ်เนาะရခိုင်ကတို့မြန်နိုင်တို့ကဟိုလိုလိုဒီလိုလိုနဲ့ဒီကောင်ဒုက္ခအကြီးကြီးရောက်သွားနိုင်ပါတယ်เนาะဒီကောင်ကောင်းကောင်း play မလုပ်တတ်လို့ရှင်เนาะဒါ high politics ဖြစ်သွားပါပြီ within um among the stakes ပါဒီဟာ internal player stateless player ရဲ့နေမီအောက်မှာထိန်းချုပ်ထားရုံလောက်နဲ့အဆင်မပြေပါဘူးเนาะ air space ကိုကတကယ်တမ်းပိုင်နေတာက MBF ကပိုင်နေတာပါမြန်မာ Air Force ကထိန်းချုပ်ထားတာပါเนาะမြေပုံပေါ်မှာလည်းရခိုင်ဆိုတာမြန်မာနိုင်ငံမှာဥဒတိเนาะချိန်မေးတက်မလို့ကပြန်ပြီးတော့ counter offenses လုပ်လို့ရပါတယ်เนาะအဲဒါလည်းပို့ပြီးတော့စိတ်ကြီးဘုံကျဲရုံပဲဒါပဲဘာမှလုပ်နေစရာမလိုဘူး လုံးလို့ရပါတယ်မျိုးစုံတွေလုံးလို့ရပါတယ်နောက်မထူးရှော့တွေလည်းလုံးလို့ရပါတယ်နောက်တွမျက်နှာရည်တို့နားလည်ဖို့လိုပါတယ်เนาะမဟုတ်ရင်ပြက်ပြက်နဲ့အဲဒီကောင်တို့ကြားညံ့ပါအကြီးကြီးကြားညံ့ပါအဲကောင်အကြီးကြီးကိုကြားညံ့ပါเนาะတခြားရှင်းမှမဟုတ်ဘူးကိုတိတယ်ဗမာဗမာအဲ့လောက်မစွမ်းမထက်ဘူးเนาะအိန္ဒိယလာရှင်းသွားလိမ့်မယ်အဲ့အဲ့ဒါတတိထားပါနော်အဲ့ဒါပဲပြောချင်တယ်ဟုတ်လားပြောပြောချင် ရှင်းရှင်းခံရလိမ့်မယ်တော့အတတိဒါအခုအားလုံးကရှင်းမခံဘူးဆိုတာက KIA ရှိနေလို့လိုင်ဇာမှာပုံကိုပုံကိုနေကြလို့အဲလိုင်ဇာကိုကျဲထလိုက်ပြီးသွားပြီအကုန်လုံးတပုံရှိရတပုံစုပဲပြီးသွားပြီအကုန်ကြီးပြီးသွားပြီပွဲသိမ်းသွားပြီစစ်တပ်ကလည်းဘာကြောင့်မကျဲသေးတာလဲဆိုတော့တရုတ်ကိုကြောက်လို့ထင်တာပဲเนาะဘာကြီးကန်ခန်းနဲ့တော့လှုပ်ထလိုက်မယ်ဆိုလို့ရှိရင်ပြီးသွားပြီအားလုံးပွဲသိမ်းသွားပြီဒါပဲတရားမှမရှိတော့ကြပြိုင်နဲ့တည်းမှာအကုန်ကျဲပလိုက်လို့ရတယ်အေးမြန်နေအများကြီးထွက်လာပြီးတော့ နော်ဟိုကတိုးကနန်းစိတ်ကနန်းလုံနေတာမဟာလားတမင်တကာပြည့်မှာကြာကြီးအုပ်ချုပ်လို့ရအောင်လုပ်နေတာဒါပဲအဲ့ဒါနားလေကြမမဟဲ့အမအတုံးယုံတဲ့ပေကိုမှာနော်တကောအသေးကိုမှာဘယ်လိုအားကြောင့်ပြောတာနော်အေးအဲ့လောက်ပဲနော်ငါလည်းမအားဘူးဟုတ်ပါဆောက်တလဲတွေမလုပ်ကြနဲ့နော်ဆောက်တလဲတွေမလုပ်ကြနဲ့ မတော်လာပြောရဆိုရတိတ်ဆင်မပြေဘူးမအလုပ်ကမအားဘူးကကိုယ်ကလည်းလုတ်ကင်စားတောက်နေရသေးတယ်ဒီတိုင်းမိပါနော်မင်းတို့လိုမျိုးအလုပ်မဲ့ကင်မဲ့မလုတ်ရှာမရှိလုတ်ရှာမရှိပေါက်ပြရထပြီးတော့ဒေါ်လာရေးထအော်ပြီးတော့ပေါက်ပြရထလုတ်လို့မရဘူးမအားဒီချိန်မျိုးကအဓိကတရားတာမတရားတာမှန်တာမှန်တာဒုတိယအဲ့ဒါဖြည်းဖြည်းချင်းလာမှာအဲ့ကောင်နည်းနည်းနှေးတယ်နောက်ကနေလာငါလည်းမတရားတာမကြိုက်ဘူးနော်မတရားတာမကြိုက်ဘူး မင်္ဂနာဝဲချိုက်တယ်ဘသူမဆိုအဲ့ဒီတိုင်းမဲ့နော်ဘသူမဆိုအဲ့ဒီတိုင်းမဲ့နော်စစ်တပ်ဘုတော်၎င်းရတားတော်၎င်းဘုံကြီးတော်၎င်းတိလာရှင်တော်၎င်းအဲ့ဒီတိုင်းမဲ့ဘသူမဆိုနော်ဒါပေမဲ့ how you handle it it's important ဘလို့ကင်တွယ်လဲပုံမှန်မှုတည်တာနော်ဘလို့ကင်တွယ်လဲပြဿနာတစ်ခုကိုဘလို့ approach လုပ်မလဲဘလို့ချင်းကပ်မလဲဘလို့ကင်တွယ်မလဲဆိုတာပုံမှန်မှုတည်တာ တော့မဟုတ်ကဟုတ်ကစောက်သုံးမကြတဲ့ political leader တွေစုကြည်မားတို့ဘာလို့တွက်ခေါ်လာပြီးတော့စုကြည်မားပြောတဲ့စုကြည်မားရဲ့ညွှန်ကြားမှုအောက်မှာမင်းတို့သူလည်းတစ်သက်လုံးဘာစောက်လို့မှမလုပ်ဘူး။နော်ဥပမာမင်းကိုတိုင်တို့လို့ဘာလို့လို့កောင်မျိုးတွေလည်းတစ်သက်လုံးဘာစောက်လို့မှမလုပ်ဘူး။ရောင်လုံးနေတာ။နော်။အဲ့လိုလူမျိုးတွေရဲ့ဥဆောင်မှုအောက်မှာမင်းတို့ဘာလို့အောင်မြင်မှာလဲ။ဘလို့မှမအောင်မြင်နိုင်ဘူး။နော်။ဘလို့မှမအောင်မြင်နိုင်ဘူး။မဖြစ်နိုင်တဲ့ဟာတခုကိုမင်းတို့လုပ်နေကြတာ။နော်။ ီသူလူတို့လည်းမင်းတို့ဒုက္ခပေးနေတာမဖြစ်နိုင်ရဟာဖြစ်နိုင်ပါလေဆိုပြီးတော့ရှောက်ပြောပြီးတော့ဒုက္ခပေးနေတာမင်းတို့မာလာလည်းမင်းတို့လိုရက်သားပဲသူ့အဖေစစ်သားမဟုတ်ဘူးနော်သူ့သားလည်းစစ်သားမဟုတ်ဘူးမင်းတို့လိုកောင်မျိုးပဲပြောကြစမ်းဆိုနော်အဲ့လိုပြောတာအဲ့လိုဆိုသဘောပေါက်တော့နော်မင်းတို့စောက်တလဲလေးလှုပ်ပြီးတော့တခါလေစွကြည့်မစွကြည့်မအခု တသက်လုံးမှာအဆောက်လုံးမှာမလုပ်ဘူးပဲနဲ့ဗမာပြည်မှာလာပြီးတော့ဟိုဟာဖြစ်ရမယ်ဒီဟာဖြစ်ရမယ်ရှောက်ပြီးတော့ဗမာပြည်ရဲ့တခြားတိုင်းပြည်နဲ့မတူဘူးဗမာပြည်မှာဆောက်ပြင်းနေအများကြီးပဲဗာဆောက်လုံးမှာမလုပ်ချင်တဲ့လူတွေလည်းအများကြီးပဲဘာလို့ဆိုရှင်နေစနေအောက်ကနေထွက်လာပြီးတော့ဘာမှမလုပ်ဘဲနဲ့စနစ်ပြောင်းလိုက်လို့ရှိရင် ကြီးပွားတိုးတက်သွားမယ်လို့ထင်တဲ့ကောင်တွေအများကြီးရှိတယ်အခုတည်းကဆောက်လုံးမလုပ်ရင်ချိန်နေတာတော့ဗာစနစ်ပဲမင်းတို့သုံးတော့ကွန်မြူနစ်ဖြစ်ဖြစ်ဆိုရှယ်လစ်ဖြစ်ဖြစ်ဒီမိုကရေစီဖြစ်ဖြစ်ဘာရဲ့တော့မင်းတို့ဆောက်လုံးမလုပ်ရင်တော့ကြီးပွားမှာမဟုတ်ဘူး အဲ့ဒါချင်းတည်တယ်နော်အဲ့ဒါချင်းတည်ဒီစနစ်ကိုပြောင်းလိုက်ရင်ကောင်းသွားမယ်ဆိုတဲ့အယူဆကိုမင်းတို့မိတ်လိုက်တော့ကောင်းပြောတာဒီမင်းကိုတိုင်းလို့ပါလို့ဆိုတော့လေခေါင်းလေးကထမိန်နှက်ကစားနေတဲ့ကောင်နေအဲ့ကောင်နေကြီးလိုက်အဲ့အိတ်တီးရဲ့ကောင်နေအကုန်ထမိန်နှက်ကစားနေတဲ့ကောင်နေများတယ်အခုနကပြောသလိုပဲဗမာပြည်မှာဂရောင်သိပ်များတယ်နိုင်ငံရေးသမားမရှိဘူးဗမာပြည်မှာရှိတယ်မထင်နဲ့နိုင်ငံရေးဂရောင်ပဲရှိတယ်ဗမာပြည်မှာနော်အဲ့နိုင်ငံရေးဂရောင်နေကဟိုလိုရောဒီလိုလိုဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ အဲ့လိုလုံနေတာအဲ့လိုတွေဖြစ်နေတာတိုင်းပြည်ကတိုင်းပြည်ကအဲ့ဒါကြောင့်မရောက်ဒီမရောက်ဖြစ်နေတာအဲ့လိုဖြစ်နေတာပြီးတော့စုကြည်မားတို့ကတစ်တလုံးပါစောက်လုံးမှမလုံဘဲနဲ့ဝင်ပြီးတော့ political leader ဆိုပြီးတော့ဟုတ်ကဟုတ်ကရေရှောက်ပြီးတော့ဟိုလိုဖြစ်ရမယ်ဒီလိုဖြစ်ရမယ်လို့တာထောင်းတော့အခုမှကြောက်ဘူးလားသူမှနော်ဗမာပြည်မှာနိုင်ငံရေးလုပ်တဲ့လူမှမများအကုန်ထောင်းကြောက်ဘူးတဲ့နော်ထောင်းတော့သူခင်ဗျာအခုမှကြောက်ဘူးလား အဲဘလောက်စောက်သုံးမကြလဲဆိုတာစဉ်းစားတာကြီးတော့နော်တတလုံးဘာမှမလုပ်တာအဲတက်ကြီးတော့မှထောင်ကြရဲဆိုတော့အမအားလာအောင်တော့ကျေးဇူးတင်ရမယ်ထောင်ချပေးလို့ငါသာဆိုလကားနေလကားထောင်ထဲမှာလိုက်လားလိုက်လားမကတားဘူးပုံတွေပါတွေခွဲခိုင်းတာရယ်ငါသာဆိုစောက်လို့မလုပ်လို့နော်ဗမာပြည်မှာအဲ့လိုစောက်လို့မလုပ်တဲ့လူတွေရံများရဲ့အခါကျတော့မဖြစ်လဲဆိုတော့စောက်သုံးမကြရဖြစ်ဘူး။နော်။အဲ့ကြောင့်ဘာအားလုံးကကိုယ့်အကူလုံးယူရမှာတိစောက်ယူရမှာ ဘယ်နိုင်ငံညာမှလည်းမလာဘူးနိုင်ငံညာအကောင့်တတိယအကောင့်တွေပြီးတော့ဈေးရောက်ပြီးတော့ထောက်ပံ့တော့ရှောင်းလို့တယ်မင်းတို့မင်းတို့လကမင်းတို့လကလိုက်လိုက်ပြီးတော့ဥစ္စာလုံနေတာ in 4.5 kilometers keep left မင်းတို့လကဘာလဲဆိုတော့ kilometers at the roundabout take the second exit ဝယ်လာပြီးတော့မျိုးလုံးတွေတော်လိုင်းရေးဖြစ်အောင်လုပ်နေတာဒီကနေလှမ်းလှမ်းပတ်စံပို့ပေးတဲ့ကောင်းတို့ပါတို့တိုင်းပြည်ကဖို့ဖို့ညံ့ညက်ကြီးနေတာကိုတခါပြို့ပြီးတော့ဆိုးွားလာအောင်လုပ်နေတာ နော်မင်းတို့တိုက်လဲဒီစစ်တပ်ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးဒီစစ်တပ်ကလည်းမင်းတို့ငြိမ်သွားအောင်ဘယ်တော့မှမလုပ်နိုင်မှာမဟုတ်ဘူးမင်းတို့သဘုံထနေမှာပဲအဲ့တော့တိုင်းပြည်ကနစ်နာရယ်ရိုးတနာနေခြင်းတဲ့လူတွေနော်ကားတို့လို true civilian တွေနော်ဒီလူလူတို့ကကောင်းကောင်းနေခြင်းနေပြီခုကထားပြီးရန်ပြစ်လိုက်တိုက်လိုက်ကြိုက်လိုက်နဲ့သေသေးချက်သေးအောင်လုပ်ကြလည်းမဟုတ်မြင်းမြန်သေးမြင်းမြန်ကုန်လုပ်လိုက်ကြပြီးသွားရောနော်အဲ့ငါတို့အများကြီးမြောက်ပြီးတယ်မင်းတို့တတ်ကြတတ်ကြဆိုပြီးတော့ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်